စကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့တဖန်းတောင်ကျိုးဝိုင်းအကွက်အမှတ်36အတွင်းတရားမဝင်တစ်ဆက်တလုံးနဲ့ပြင်ကရိုးတစ်ခွဲသားတွေကိုဖေဖိုင်လာဆက်ရှင်တွေကပိုင်ရှင်မဲ့အဖြစ်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ကတားခရိုင်ကောလင်းမြို့နယ်အတွင်းတဖန်းတောင်ကျိုးဝိုင်းအတွင်းမှာအခုလိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပြီးတရားမဝင်တစ်ဆက်တလုံးနဲ့တစ်ခွဲသားတွေကိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့တတော်ဦးစီးအရာရှိဦးချစ်လိုင်းကပြောကြားခဲ့ပါဗျ။ တရားမဝင်တက်ဆက်တလုံးနဲ့ပြင်ကရိုးတက်ခွဲသားတွေကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ18ရက်နေ့ညနေ9:15မိနစ်အချိန်ကကောလင်းမြို့နယ်တက်တော်ဦးစီးဌာနကတောအုပ်ထုံးမောင်ရှိဦးလာတောင်၆နာရဲကဲစခန်းကရဲတက်ချက်ကျော်သူရဲတက်သားအောင်ကျော်ကျော်အောင်မျိုးမင်းတို့ပါဝင်တဲ့ပူပေါင်းအဖွဲ့ဟာတပ်သေးတွေနဲ့အတူတပ်ဖမ်းတောင်ကျိုးဝိုင်းအကွက်အမှတ်36အတွင်းတရားမဝင်တက်ဆက်လေပတ်နေရလို့တရင်အရဝင်ရောက်ဖမ်းဆီးရပြင်ကရိုးခွဲသား15ကျောင်း၃ညတက်သမ၄၄၉နှစ်တန်း ချန်ချိုင်း 25HP အင်ဂျင်တစ်လုံးအလျား၄ပေရှိတဲ့ရှက်တန်းတစ်ခုအလျား၄ပေရှိတဲ့လွှာဝိုင်းတစ်ခုတို့ကိုပိုင်ရှင်မဲ့အဖြစ်စစ်ဆေးတွေ့ရှိသိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဆိုပါပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့တဲ့တရားမဝင်သစ်ဆက်နဲ့ပတ်သက်ပြီးတက်တော်ဥပဒေအရအေးအေးယူဆောင်ရွက်လျက်ရှိရလို့ကောင်းလင်းမြို့နယ်တက်တော်ဦးစီးဌာနကသိရပါဗျ။ ်စကိုင်းတိုင်းဒေသကြီးကတားခရိုင်အတွင်းတရားမဝင်တစ်တွေနဲ့တစ်ဆက်တွေကိုဖမ်းဆီးရမိမှုတွေရှိနေရဖေဖော်ဝါရီလ14ရက်နေ့မှာလည်းပင်လယ်ဘူးမြို့နယ်အတွင်းဝင်းသူပင်လယ်ဘူးမြို့နယ်သွားကားလမ်းမပေါ်မှာလီဖန်အမျိုးအစားအနီရောင်6ဘင်းရင်မော်ကနေတမလန်းတရွေတုံး7တုံးနှစ်တသမ3432တန်ကိုစစ်ဆေးတွေ့ရှိခဲ့ရပြီးတရားမဝင်တမလန်းတစ်တွေတဲဆောင်လာသူကိုဥပဒေအရအေးအေးယူပေးဖို့ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။